Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အလုံးမလုံးပဲနဲ့ချမ်းသာသွားတဲ့လူရှိတယ်ဆိုရင်ရောမက်ဆေ့ချ်ရောယုံမလားဟုတ်ပါတယ်သူ့နာမည်ကတော့ဂျွန်ဂျွန်ဆန်ဖြစ်ပါတယ်ဂျွန်က2010ပြည့်ခုနှစ်ကသူ့မိသားစုရှိကနေအမွေရတဲ့အိမ်တစ်လုံးကို Bitcoin နဲ့ရောင်းချဖို့ကံကောင်းစွာဆုံးဖြတ်ခဲ့ပါထို့အချိန်မှာ Bitcoin တစ်ခုက American Dollar 3.35ဒသမ3.5သာတန်ပြီးသူဟာအိမ်ကို Bitcoin 2000နဲ့ရောင်းခဲ့ပါတယ်အချိန်ကုန်လာတာနဲ့အမြ Bitcoin ဈေးဟာမိုးတက်လာခဲ့ပြီးတော့2019ခုနှစ်မှာ ေါ်လာ2000တိတက်သွားခဲ့ပါတယ်။ဂျွန်ရဲ့ Bitcoin 2000ဟာဒေါ်လာ၄သန်းအမေရိကန်ဒေါ်လာ၄သန်းတိဖြစ်လာခဲ့ပါတယ်။ဒီငွေတွေနဲ့ဂျွန်ဟာသူ့မိသားစုတွေလှပ်ပါတဲ့အင်ဂျီတလုံးဈေးကြီးကားတွေဝယ်ယူခဲ့ပြီးကမ္ဘာလက်ခရီးထွက်ခဲ့ပါတယ်။သူဟာအလုဆတ်လုဆရာမလို့တော့ပဲသူ့ရဲ့ Bitcoin အရင်းဒီကိုယင်းနှမြုံနေပြီးနှစ်စဉ်သိန်းနဲ့ချီတဲ့ဝင်ငွေတွေရနေခဲ့ပါတယ်။ဒီမှာသင်္ကန်းစာတစ်ခုရလိုက်တာကဂျွန်ရဲ့ဖြစ်ရဟာကံကောင်းမှုအချိန်ကြိုက်ဆုံးဖြစ်မှုယင်းနှမြုံနှံမှုတို့ကိုပေါင်းစည်းဆက်တာကြတော့ဖြစ်ပါလေ ူကအလုပ်ကြိုးစားခဲ့သူမဟုတ်ပေမဲ့သူ့ရဲ့အခွင့်အလမ်းကိုကောင်းကောင်းအသုံးချပြီးချမ်းသာသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Bitcoin လိုမျိုးအန်ဒီယံများတဲ့ယင်းနည်းမျိုးနယ်မျိုးမျိုးဟာလူတိုင်းအတွက်မဟုတ်ပါဘူး။ဂျွန်ဟာကံကောင်းခဲ့တာကြောင့်ဒီလိုကြွယ်ဝခဲ့တာဖြစ်ပြီးအလားနီးတူနီလန်ကအောင်မြင်မှာမဟုတ်ပါဘူး။ဒါကြောင့်ချမ်းသာခြင်းရဲ့အခွင့်အလမ်းကိုတည်ဖို့စွန့်စားဖို့နဲ့ကံကောင်းမှုလိုတဲ့ဆိုတာကဂျွန်ဂျွန်ရဲ့ဖြစ်ရက်ကတက်တည်ပြနေပါတယ်။ Miss ဒီဗီဒီယိုလေးကမိတ်ဆွေတို့တစုံတစ်ခုရမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလိုက်ခဲ့ဖို့မမေ့ပါနဲ့။ နောက်ဗီဒီယိုတွေကိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုကြည့်ရှုရှင်လဲဆိုလို့ရှင်လဲဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပါအောင်နော်ကျေးဇူးတင်ပါတယ်